စနေသားသမီးစင်များအလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်ပုံ2025ခုနော်နိုဝင်ဘာလ17လပိုင်းအတွက်တစ်လစာရေရင်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်။ဟိုဒီ17လပိုင်းဆိုတဲ့ကာလမှာစနေသားသမီးတွေနေနေတာထူးထူးခြားခြားကံနေကောင်းနေမဲ့ဓာတ်တလာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ကအဲ့တော့ဘယ်လိုအရာမျိုးတွေကောင်းနေလဲဆိုတော့အလုံးအကိုင်းနဲ့ပတ်သက်ပြီးလုပ်ငန်းအစ်တွေစတင်ရတဲ့လုပ်ငန်းတွေတိုးချဲ့ရတဲ့တဲ့လုပ်ငန်းတွေကိုယ့်ရဲ့မိမိရဲ့လုပ်ငန်းတွေအောင်မြင်တိုးတက်လာမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်အတွက်အကူအညီထောက်ပံ့တဲ့ ရရှိမယ်ဆိုတဲ့ကာလမျိုးဖြစ်ပါတယ်။စနေသားသမီးအနေနဲ့လုပ်ငန်းကိန်းကနေအလုပ်ကိန်းတွေသူစကြအောင်မြင်မယ်။အိမ်နွေးရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေကသူစကြအဆင်ပြေကောင်းမလာဖို့ရှိတယ်။အိမ်နွေးရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလုပ်ကိန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအိုးအိမ်နေရာခိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအဆင်ပြေအောင်မြင်ပါလိမ့်မယ်။အိမ်ပြင်ရတာမျိုးတွေအိမ်မွန်းမှန်ရတာမျိုးတွေအိမ်တိုးအိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေသူစကြအိမ် အင်းအစ်စ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့ကာလာမျိုးဖြစ်ပါတယ်အဲ့တော့အကြီးအကဲတွေရဲ့ဦးစီးဦးဆောင်လုပ်နေတဲ့သူတွေရဲ့เนาะဆရာသမားတို့မိတ်ဆွေတို့ရဲ့ကုညီထောက်ပံ့မှုတွေကိုရရှိတတ်ပါတယ်အဲ့တော့အလောက်ကိုင်းသစ်အိနေရသစ်တွေเนาะအိယာသစ်တွေပေါ်ပေါက်လာတဲ့တွေเนาะအကြီးအကဲတွေကုညီမဆမှုတွေရရှိမယ်ဒီစက်တလာပိုင်းဆိုတဲ့ကာလာမှာစနေသားသူတွေနဲ့အကြံစီတွေအောင်မြင်မယ်ဆိုတဲ့ကာလာမျိုးဖြစ်ပါတယ် အဲ့တော့အကြီးအကဲတွေဆရာသမားတွေကုညီမသားမှုတွေလည်းရရှိတတ်တယ်အဲ့တော့ငွေတွေလည်းဝယ်ရရှိတယ်ခရီးဝယ်ကိစ္စခရီးကြီးကိစ္စခရီးကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်မဲ့ကာလမျိုးဖြစ်တယ်။ဟောဆက်ပစ္စည်းတွေအစ်စ်ဝင်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။ဟောတစ်ချက်သတိထားရမယ့်ကိစ္စကတော့ဒီချိန်ကာလမှာစေတသားသမီးတွေအနေနဲ့ဟာလူမျိုးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးရားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းငယ်စိတ်နှောင့်ယှက်ဖြစ်ရတတ်တယ်။နော်အဲနိုင်ငံရဲ့အခြားနဲ့ပတ်သက်တဲ့စက်တူစက်ပတ်လုပ်ငန်းတွေနော် ော့စနေသားသမီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနည်းငယ်ဒီစနေနံပေါ့နော်စနေနံနဲ့ပတ်သက်တဲ့အဝိထေနာယီဖနက်အဲ့လိုတွေဝင်လာရင်တော့အနည်းငယ်ဒါသတိထားမှာဖြစ်ပါတယ်။အော်စနေသားသမီးတွေနေနေကဒီတလတာကာလမှာအိမ်တွေအိမ်တော်တွေတွေကကံတွေကောင်းနေတယ်အခြေအနေတွေလည်းကောင်းနေမယ်ဒီကာလမျိုးမှာနာယီတွေဘာတွေဝင်လာရင်အဝိထေတွေထီးကိုဖနက်တွေအနက်ရောင်တွေဝင်လာရင်တော့စနေသားသမီးတွေတော့ဒါအနည်းငယ်သတိထားရမယ်။အဲ့လက်တွေပိတ်သွားတဲ့ကာလမျိုးဖြစ်ပါတယ်။ ော့ကျမ်းမာရေးအနေနဲ့ဆိုရင်ဒူးနဲ့ပတ်သက်တာတွေနော်ဘူးနာတာမျိုးတွေနော်နောက်နှလုံးအားနည်းတာမျိုးတွေနော်မူးတာမောတာမျိုးတွေဖြစ်တတ်တဲ့အချိန်အခါမျိုးဖြစ်ပါတယ်နှလုံးနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေအထူး view site တရိထားမှာဖြစ်ပါတယ်အဲ့တော့အကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်အနည်းရောင်ကျိုးပေးပါတယ်စနေသားသမီးတွေအနေနဲ့အကျိုးပေးတဲ့ခဏအနေနဲ့ဆိုရင်တိကဏအကျိုးပေးတယ်အစရိသားသမီးတွေဒီတလတာကာလမှာကံတေကောက်လက်တွေပွင့်ပေါ်စီမိမိအိမ်တရားမှာ ုံးရေတစ်ခွက်လူပန်းကြီးအပြင်အကြမ်းစီတွေအောင်မြင်ပြီးတော့လက်လာပါတယ်ရွှေလန်းပြီးတော့အလောက်ကင်တွေအစပြေအောင်မြင်တော့မှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေစနေသားများလို့ကျမ်းမာချမ်းသာကြပါစေ